မယုံကြည်နိုင်တော့အောင်ပြောင်းလဲသွားသူကိုပြပါလို့ဆိုရင်ဆယ်လီနာဂိုမတ်စ်ကိုပဲညွန်ပြရမှာပါ။ဝိုး။ပြီးခဲ့တဲ့2024ခုနှစ်ကကြောက်ကက်ကြောင့်ဘဝလွန်နေတဲ့ပုံစံရှိခဲ့ပေမဲ့2025ခုနှစ်မှာတော့ဝိကျသွားပြီးပိုလှလာနေတာပါ။ဝိုး။ရှင်တော့ကနဲ့မတူတဲ့အောင်းစရာခန္ဓာကိုယ်အလှနဲ့တည်ငြိမ်ရင်းချက်စွာလှပနေတဲ့ဆယ်လီနာဂိုမတ်စ်ဟာလူပြောများစရာဖြစ်ခဲ့တယ်။ အမှုပညာလောကမှာသာမကအမေရိကန်ဆိုရှယ်မီဒီယာတွေမှာလူတွေသဘောကျဆုံးအမျိုးသမီးဖြစ်လာနေပြီးဆယ်လီနာဂိုမက်ကလည်းကိုယ့်ကိုပိုယုံကြည်မှုရှိလာနေတဲ့ပုံစံပါတနစ်တောင်မပြည့်သေးတဲ့အချိန်အတွင်းဝိတ်ကျသွားတဲ့အပြင် သူမတူအောင်အရင်ကထက် ပိုလာပိုတည်ငြိမ်ရင်ကျက်တဲ့ပုံစံဖြစ်လာနေတာပါမျက်နာတွေဖောရောင်နေခဲ့ပြီးအားငယ်စရာတိမ်ငယ်စရာမျက်ဝန်းတွေနဲ့အမှုပညာလောကစာမျက်နှာမှာပျောက်ကွယ်နေခဲ့တာပါ ဒါပေမဲ့2025ခုနှစ်မှာတော့အလားဆုံးပုံရိပ်နဲ့ပွဲထွက်လာခဲ့ပြီးမက်လာတရက်နေ့မှာလည်းအမှုပညာစုတစုရရှိခဲ့ပါတယ်။ဆယ်လီနာဂိုမတ်ဟာ2025ခုနှစ်ရဲ့ဆုပေးပွဲကိုအလားပါဆုံးပုံစံနဲ့တက်ရောက်ခဲ့သလိုဟောလိဝုဒ်ဆုပေးပွဲကိုလည်းတက်ရောက်ခဲ့ပါတယ်။ 2025ခုနှစ်မှာဆယ်လီနာဂိုမက်စ်ရဲ့ပုံစံဟာအလှဆုံးကျက်တရေရှိဆုံးမမအထာနဲ့လှပနေတာကို တွေ့ရတာကြောင့်ပရိသတ်တွေအထူးသဘောကျနေတာပါ။သူမလိုခန္ဓာကိုယ်ကို ပြောင်းလဲလိုက်နိုင်ဖို့ဆိုတာအတော်ကိုခက်ခဲလာသလိုအမှုပညာရှင်လူတွေအတွက်ဖိအားတွေစိန်ခေါ်မှုတွေအများကြီးရှိနေတာပါ။ဆယ်လီနာဂိုမက်ကတော့အရင်ကထက်တောင်ပိုချုံးမောလှပတဲ့ပုံရိပ်တွေနဲ့2025ခုနှစ်ကိုကြော်ဖြတ်နေပါပြီ။ တင်တို့ကိုဝေချဖို့အစီအစဉ်ရှိမရှိ ပြောပြကြပါနော်